င်လေးစားအပါတော်မိဘပြည်သူများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေရှင်မိဘပြည်သူများရှင်ဒီကနေ့မှဆိုရင်တော့ကျမတို့ရဲ့ဖွေသားများဟာရခိုင်ပြည်နယ်မောင်တော်မြို့မောရဝတီခြေရောကိုရောက်ရှိနေရပြီဖြစ်ပါတယ်ဒီကနေ့မောရဝတီခြေရောမှာဆိုရင်တော့ခရိုင်အင်ဂျင်နီယာမှုဦးလင်းထိုင်နဲ့ပြည်သူဆောက်လုပ်ရေးလုပ်ငန်းဝန်ထမ်းမိသားစုများခရိုင်အုပ်ချုပ်ရေးမှုဦးခင်မောင်လင်းနဲ့ဝန်ထမ်းမိသားစုများ ရင်းမြေကန်တည်ရင်တက်ဖွင့်မိသားစုဝင်များနေသားဆောင်ရေးတည်ရင်တက်ဖွင့်မိသားစုဝင်များလုပ်ငန်းရှင်များမြို့မီမြို့ဖများစုပေါင်းပြီးတော့လူရန်တိဆောက်ထား၏မောရဝတီတိန်တော်မြတ်အားရေစက်ထအလူတော်မင်္ဂလာအခမ်းအနားကိုကျင်းပပြုလုပ်နေရပါဖြစ်ပါ၏။ဒါကြောင့်မလို့ဒီနေ့အခမ်းအနားနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုလည်းမိဘပြည်သူများသာဓုအနုမောဒနာခေါ်ဆိုနိုင်ရန်အတွက်ကျမတို့ရဲ့ Skynet အဖွဲ့သားများမှရှိုက်ကူးတင်ဆက်ပေးတော့မှာဖြစ်ပါရဲ့ရှင်။ ခန္နာဝရံတွေ့ရောက်လာသူများမှနမောတတသုံးကြီးယုစုဖရာကတော်ပြီးတော့အခန္နာကိုစတင်ဖွင့်လှစ်ခဲ့ပါသည်ဆက်လက်ပြီးတော့မောင်တော်မြို့မြို့ဦးကျောင်းဆရာတော်ထံမှငါးပါးတိလာခံယူဆောက်တည်ခဲ့ကြပါသည် အိမ်နောက်မှာတော့တန်ခါတော်အရှင်သူမြတ်များမှာမေတ္တာတုပ်ပရိတရားတော်များအားရှိမြင့်ပူဇော်ပေးခဲ့ကြပါ၏အိမ်နောက်ကြွားရလာသူများမှာလူဝေဝတ္ထုပစ္စည်းအစုစုတို့လည်းစက္ကပ်လူရင်းပြကြပါ၏ဆလပီယောမောင်တော်မြို့ညနေတန်ခါနာရကအဖွင့်ဝင်ဆရာတော်သတ္တမဇောတိကတစား ဖဒန္တာမဏိတာရာအောင်မြေဘောဓိတောင်၌ဆရာတော်ထမအနုမောဒနာနှင့်ရေဆက်သွန်းချတရားနာကြခဲ့တာပါရဲ့ရှင်။ဆက်ဆက်ပုဂ္ဂိုလ်ဓာရီလောက်ကြတယ်လို့မေးတယ်။ကောင်းကုန်ပုဂ္ဂိုလ်လောက်ကြတာလေ။ဒီသင်နဲ့ပတ်သက်ပြီးတော့ကပြောရမယ်ဆိုရင်တော့ဒီလူတကာကနဲ့ဥစွာပထမသင်ကျောင်းဆောက်လို့လူတိုင်းပဲဆိုပြီးတော့သူကနဲ့လာပြီးရှောက်ထားတယ်။ရှောက်ထားတဲ့အခါမှာဆရာတော်ကဟာဒီကြီးရွာနေပြီးတော့သင်ဆောက်ဖို့အတွက် ဟုတ်လားကြည်ပါသူကြည်ပါသားလည်းဆင်းရဲတယ်။နောက်ပြီးတော့ဒီရွာနေပြီးတော့နှချင်းတိုင်းတိုင်းမိချုပ်ခံထားတဲ့ရွာဖြစ်နေတယ်။အဲ့တော့ဒေသမဘာသာသာသနာအနှစ်တဲ့ဒီဒေသမှာတိမ်ကြောင်းဆောင်ဆောက်လို့မယ်ဆိုတာအတိုင်းတဲ့လောဝန်းလာတယ်တခါကြီး။အဲ့ကြောင့်ဖယားမှာစိတ်၊တိမ်ငန်းမှာကရင်၊ဆွမ်းမှာပင်၊ကြောင်းမှာတော့တိမ်ဆိုတာအမှန်တမ်းမွန်မြတ်တယ်ဆိုတာတိမ်နဲ့ပတ်သက်ပြီးအကြောင်းအရာတွေသူ့ကိုပြောပြ။ဘာကြောင့်မွန်မြတ်တာလဲလို့မင်းရင်တန်ခါတော်တွေရဲ့ကံကြီးကံငယ်ဆောင်တိုင်းတိမ်ချင်းဆောင်လို့မရဘူး။တန်ခါရန်တဲ့ဘာဖြစ်ဖို့ဆိုရင်လေတိမ်ချင်းဖြစ်ခွင့်မရှိဘူး။ဖြစ်လို့မရဘူး။ ဒါကြောင့်မလို့တိတ်ချောင်းတောင်လို့ကလွန်တရာပဲကြီးကျယ်မြင့်မြတ်လာပါတယ်လို့တိုက်တွန်းခဲ့တဲ့အတွက်ကြောင့်ဓာကြီးကဆောက်လုပ်ပြီးတော့ဟုတ်လားထက်မှန်သွားပြီးဆောက်လုပ်လူတန်းခဲ့တယ်အဲ့ဒါပြီးတော့တခါရဇက်ချတဲ့ခန္ဓာလုတ်မယ်ဆိုတော့လုတ်ပါအဲ့မှာတခါနေပြီးတော့သူကနေအများပြည်သူတွေပျော်ရွှင်အောင်လို့ဟိုဒီလိုစနေတိကိရအဖွဲ့တွေလည်းလုတ်ရှင်တယ်ဆိုတော့ဟာအဲ့လိုဆိုရင်လည်းလုတ်ပါဆရာတော်ကတိတ်တွန်းတယ်အဲ့လိုဆိုရင်ရှင်ပြစီစဉ်ပေးပါဆိုလို့ဆရာတော်ကနေပြီးတော့ကိုယ်နဲ့အာရင်းနှီးတဲ့ ဟုတ်လားတပည့်တွေကိုခေါ်ပြီးတော့ဆောင်ရွက်ပေးရဆောင်ရွက်ပေးတဲ့အကြောင်းရင်းကလည်းပဲဒီမှာဆိုရပြိပက္ခအကြောင်းနေပြီးတော့လူတွေဟာအကြောက်တရားနဲ့သာပျော်ရွှင်မှုတွေစိတ်သုံးပြီးတော့နေရတဲ့ဒေသအဲ့တော့ပွေးပြင်ကနန်းနဲ့၃နှစ်လောက်ဝေးကွာခဲ့ရတယ်အဲ့တော့ဒီအများပြည်သူတွေလည်းပျော်ရွှင်နိုင်ရန်အတွက်ဟုတ်လားခက်ခက်ခဲခဲရာတွေကလည်းလှုပ်ထားရတဲ့ဒီတင်ကြီးကိုဒီနေရာမှာအများပြည်သူတွေပျော်ရွှင်နိုင်စတိတ်ရှုပ်ကိုလည်းပဲရှာတော့တတ်နိုင်ဆုံးပံ့ပိုးပြီးတော့ဝင်ဆောင်ရွက်ပေးခဲ့ပါတယ် အိနာအခန်းအနာကိုဗုဒ္ဓသာသနာရှင်ရန်ဒိဋ္ဌုသုံးခြင်းယူဆဆူတောင်းပြီးရယတနာရွှေမှုမှုမှုများရောသွန်းကအခန်းအနာကို အောင်မြင်စွာနဲ့ရုပ်သိမ်းခဲ့ကြပါရဲ့ရှင်ရောက်ဒီစိန်တော်ကစိန်တပုတ်ထားတာဆယ်စုနှစ်တစုကြော်ပါပြီအဲ့ဒီအချိန်မှာကျွန်တော်တို့ရဲ့ဒီဘောင်တော့ခရိုင်အင်ဂျင်နီယာမူကြီးဒီဘက်ကို လမ်းပြင်ရင်နဲ့ရောက်လာတဲ့အခါမှာဒီတင်ရဲ့ရာဇဝင်လေးကိုသူသိလာပါတယ်။သိလာတဲ့အခါမှာဒီတိန်ကတော့မဖြစ်မနေစောက်ဖို့အတွက်ဝန်ထမ်းတွေအားလုံးစုပေါင်းအားနဲ့စောင့်မယ်ဆိုပြီးသူကနေကမကထာလုပ်ပါတယ်။အဲ့ဒါနဲ့ကျွန်တော်တို့အားလုံးစုပေါင်းပြီးတော့ဝန်ထမ်းတွေဌာနဆိုင်ရာတွေအားလုံးတပ်ဖက်ဆိုင်ရာတွေဒီလုံခြုံရေးနေကြဆောင်ရဲတပ်ဖွဲ့တွေအားလုံးကိုကျွန်တော်တို့ကြီးညာပါတယ်။သူတို့လည်းပဲဟိုတအားသရွေ့လှူဒါန်းကြပါတယ်။အလားတူပဲ ဒီခရိုင်ချင်းနေရာမူကြီးရဲ့မိတ်ဆွေပေါင်းသမီးဖြစ်တဲ့မြန်မာတနိုင်ငံလုံးမှာရှိတဲ့ငွေချင်းများကိုလည်းပဲကျွန်တော်အလူဒီ Facebook ကနေပြီးတော့အလူခံပါတယ်အားလုံးဝိုင်းဝန်းပြီးတော့စုပေါင်းလုပ်တဲ့အလူဖြစ်ပါတယ်အဓိကကမကထာကတော့ခရိုင်ချင်းနေရာမူကြီးဦးလင်းထိုင်ဖြစ်ပါတယ်စိန်နဲ့ဒီဖျားသီးဒီဒေသမှာတကယ်ကို မရှိမဖြစ်လိုအပ်တဲ့ဒီတိန်နဲ့ဖျားဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီလိုမဖြစ်မဖြစ်လိုအပ်တဲ့အရာတစ်ခုကိုလှူလိုက်ရတဲ့အတွက်ကြောင့်မို့လို့ရင်ထဲမှာတော့အတိုင်းမသိဖြစ်ပါတယ် ဝန်ထမ်းတွေအားလုံးရောဒီဒေတာကံဝန်ထမ်းတွေဒေတာကံဒေတာကံတွေအားလုံးရောရှင်ထဲမှာတော့ပီတိဝေနေကြရဲဆိုတာ အားလုံးမြင်တဲ့အတိုင်းကြော်ရှင်နေကြတာတွေ့ရမှာဖြစ်ပါတယ်အခုဒီတိမ်ထဲမှာကျွန်တော်တို့ရှိနေတဲ့ဒီနောက်ခံပကြီးကတိမ်ထဲမှာရှိနေတဲ့မြတ်စွာဘုရားဆင်းလူတော်တိမ်ရဲ့ခံရမှုဒါတွေကိုကျွန်တော်တို့ Facebook ကနေပြီးတော့မြင်ရတဲ့အဖွဲ့တွေရောဒီ Skynet ကနေပြီးတော့မြင်ရတဲ့ဟိုတိုင်းသားပြည်သူတွေကိုကျွန်တော်တို့နဲ့ထပ်တူထပ်မြတ် ဝမ်းမြောက်ဝမ်းသာဖြစ်နိုင်မယ်လို့ယူဆပါတယ်ဖြစ်နိုင်မယ်လို့လည်းဖြစ်နိုင်မယ်အတွက်ကြောင့်လည်းပဲကျွန်တော်အနေနဲ့အတိုင်းမသိဝမ်းသာရပါတယ် Skynet ကိုလည်းကျေးဇူးတင်ပါတယ်ညနေပိုင်းမှာတော့မောရဝတီခြေရွာမှာရော်သူရော်သားများအား2 Ali ဝင်းကိုခိုင်းစစ်စနိုဦးနဲ့ရခိုင်အစိုးရများကစင်တင်တေဂီတာများနဲ့ချော်ပြပေးခဲ့ကြပါရဲ့ရှင် ဒီပွဲကိုကျွန်တော်ဘယ်လိုလာလဲဆိုတော့ဒီဒီပွဲကိုစီစဉ်တာကတော့ဟိုပါပေါ့နော်ဒီအလိုတော်ဖြစ်ကြောင်းတဲ့ဆရာတော်ဦးမနိပေါ့နော်သူနေကငကိုရဲရင်းနေတယ်အာရင်းနေတော့ဒီလိုမျိုးပွဲတစ်ပွဲလုံးမယ်ပေါ့နော်အဲ့တော့ကျွန်တော်လည်းမအားတဲ့ကြားတွေကပေါ့ဒီကိုလည်းလာကျင်တဲ့စိတ်တွေနဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုမအားတဲ့ကြားတွေကပဲအဲ့လိုတကယ်ဒီတရားစီတော့ကိုတစ်ခါမှလည်းကျွန်တော်မရောက်ဘူးအာဒါပထမဆုံးအချိန်လာခဲ့တာပေါ့နော်အဲ့လိုမျိုး လာခြင်းနဲ့စိတ်ရဲ့ဥမနီရဲ့ဖိတ်ခေါ်ချက်တွေနဲ့လာခဲ့တာပါအဲဒီမှာကျွန်တော်ကဟိုစီစဉ်ကတော့သူတို့ဆိုတော့တွေကလည်းများတယ်ဆိုတော့အချင်းကကျွန်တော်စိတ်တိုင်းကြအများကြီးလို့ဆိုတော့မရဘူးပေါ့လေဒီရတလောက်ကတော့နှစ်ပုတ်သုံးပုတ်သုံးပုတ်လေးပုတ်လောက်တော့ရမှာပေါ့လေအဲဒီထဲမှာတော့ကျွန်တော်မဟာနွေတို့ဘာတို့ပါမယ်နောက်ဒီကျွန်တော်ရဲ့ရခိုင်တချင်းနေတဲ့ကပေါ့အာရခမြေခွေတဲ့တချင်းနေပေါ့အဲအဲတချင်းသုံးပုတ်လောက်ရွေးထားပါတယ်ဟုတ် ျွန်တော်ဒီမောင်တော့မှာတစ်ခါမှလည်းတချင်းမဆိုဘူးဒါမဲ့လည်းကျွန်တော်ကိုတီးတဲ့ပြိတ္တတွေရှိတယ်ကျွန်တော်နဲ့ပတ်သက်ပြီးတော့ဒီမှာကျွန်တော်တချင်းတွေကိုကြိုက်တဲ့လူတွေရှိတယ်ဆိုတော့ကျွန်တော်သိရပါတယ်ပြိတ္တတွေလည်းရှိပါတယ်ဆိုတော့အဲ့ဒီပြိတ္တတွေအတွက်ကျွန်တော်ကကိုယ်တိုင်ကိုကြဒီမှာလာပြီးတော့တစ်ခါမှမဆိုဘူးတဲ့အတွက်ဒီတချိန်မှာလာဆိုရတာကျွန်တော်အများကြီးဝမ်းသာတယ်နောက်ပြီးတော့သူတို့တွေလည်းကျွန်တော်ဆိုတာကိုနားထောင်ရင်းနဲ့ပြောချင်းခံစားမှုတွေခံစားရမှာပါလို့အဲ့လိုပြောကြားချင်ပါတယ်ဟုတ်ပါဘူး ပြည့်ကြလဲဆိုဆရာတော်ဦးမနီးပါเนาะအလိုတော်ပြည့်ဆရာတော်ပွဲတော်တော်များများတော့အဆိုပေးမှုပါတယ်ဒီခိုင်းကြီးမှာလေဒါပေမဲ့ဟိုဒီတစ်ခေါက်ကျတော့ဆရာတော်ဦးမနီးကိုယ်တိုင်ဖုန်းဆက်တယ်ဟိုဒီမှာပေါ့เนาะတိန်ရေစက်ကြအလူကွဲလေးရှိတယ်အဲ့တော့ဒီကမှာလာခဲ့ပေးပါဆိုတာနဲ့လာခဲ့ပေးတာပါဟုတ်ချစ်ခင်လေးစားအပါတော်မိဘပြည်သူများရှင် ဒီနေ့မှဆိုရင်တော့ကျမတို့ရဲ့အဖွဲ့သားများရိုက်ကူးတက်ဆက်ပေးခဲ့ရတော့ပခိုင်ပြည်နယ်မောင်တော်မြို့မောရဝတီကျေးရွာမှာကျမပြုလုပ်တဲ့မောရဝတီတိန်တော်မြတ်အားရေဆက်ချအလူတော်မင်္ဂလာအခမ်းအနားနဲ့ပတ်သက်တဲ့အကြောင်းအရာများကိုရိုက်ကူးတက်ဆက်ပေးရပါပြီဖြစ်ပါဒီကနေ့အခမ်းအနားရဲ့အကြောင်းအရာများကိုလေးသိရှိလာရတဲ့အတွက်မိဘပြည်သူများအနေနဲ့စာတုအမှုမော်ဒနာခေါ်ဆိုနိုင်လိမ့်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ်ရှင် ီအစီအစဉ်ကိုတော့ကျမတို့ Sky နဲ့ရုပ်သံလိုင်းစစ်တွေ့ဖြူမှရခိုင်ပြည်နယ်မောင်တော်မြို့သို့သွားရောက်ပြီးတော့တင်ရယူလိုက်ကိုတက်ဆက်ပေးခဲ့ရတဲ့ဖြစ်ပါတယ်။ဒီအစီအစဉ်ကိုရှုအားပေးခဲ့ကြတဲ့မိမပြည်သူများအားလုံးကိုစိတ်နှပြစမ်းမရှင်လန်းနိုင်ကြပါစေရှင်။အားလုံးကျေးဇူးအထူးပဲတင်ရှိပါရရှင်။